ားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ဇိုက်ဆရာညွန်ကျူးဘာသာပြန်ထားတဲ့အပေါင်းဆိုင်ရှင်လင်မယားဆိုတဲ့ဂျပန်ဝိထုတူလေးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာအပေါင်းဆိုင်တို့ပထမဆုံးအကျင့်သွားစဉ်ကအဖြစ်များကိုကျွန်တော်ကောင်းကောင်းကြီးအမတ်ရနေသေးတယ်အပေါင်းဆိုင်များနဲ့အကြောင်းတုံဝင်ရှိလာသောမိတ်ဆွေများဤညွန်ပြမှုအရာညာဘက်ကိုသာရွေးရအပေါင်းဆိုင်တို့သွားခဲ့သည်သွားခဲ့သောအပေါင်းဆိုင်သည်လမ်းကြားကလေးတွင်ရှိသည် ကျွန်တော်ဒီအဝင်ဝါတကား၌ကာထားသောခန်းစည်းကိုဖယ်၍အပေါင်းဆိုင်တွင်သို့ဝင်လိုက်သည် ဝင်လိုက်သည်နှင့်တပြိုင်တည်းပြမှုတစ်ခုကိုကျွလွန်လိုက်သည့်အလားခံစားရမိသည်ထို့ပြင်ကျွန်တော်တွင်ရှိသောအကျင့်သိက္ခာများ ရုပ်ချင်းညဏ်တော်သည့်ဟုလည်းထင်မိသည်ကျွန်တော်ဒီလက်ပနာ၏ကို ကောင်းတာပေါ်ပေါ်သို့ထိုးထည့်လိုက်သည် အပေါင်းဆိုင်ဆေးရည်ကကျွန်တော်အား15ရက်ထုတ်ပေးလိုက်သည် အပေါင်းဆိုင်ကထွက်ခဲ့သည်အပေါင်းဆိုင်ဆေးရည်နှင့်လူငယ်တအူးက ကျွန်တော်ကိုကျေးဇူးတင်သည့်အနေနဲ့ကိုကိုကိုင်းညွတ်လိုက်သည်ကျွန်တော်အတော်ကြောင်သွားသည်ကျွန်တော်ကိုဗာများကျေးဇူးတင်ရရှိပါသည်လေနောက်6လကြာသောအခါကျွန်တော်သည်အပေါင်းဆိုင်အတွေ့အကြုံရင့်ကျက်သောပုဂ္ဂိုလ်တူဖြစ်လာသည်အတိမိတ်ဆွေများကိုအပေါင်းဆိုင်နှစ်ဆက်ရင်း၍တည်တင့်တည့်ရသည့်များကိုပင်ညွန်ပြနိုင်ခဲ့သည်အပေါင်းဆိုင်များကျင့်သုံးသောထူးဆန်းသည့်အတူစနစ်အကြောင်းမိတိပစ္စည်းမျိုးကိုညီတို့သောအခါတွင်တွားရောက်ပေါင်းနှံပါကငွေများများရနိုင်ကြောင်း ခြားသူတို့ကိုပပနဲ့နဲ့ပြောနိုင်ခဲ့သည် မကြာခင် ကျွန်တော်အိမ်နာရှိဘူဒာယုံလေးအနီး၌အပေါင်းဆိုင်ဒီဇိုင်းဖွင့်သည်အိမ်နဲ့နီးသည့်မှန်တော်လဲထိုးပိုင်ဆိုင်ကို ကျွန်တော်အဝင်ထွက်မလို့ဘဲကြောင့်ဆိုတော့အမေတီမှဆိုတော့ကြောင့်ဖြစ်သည်အိမ်အပြင်၌ကျွန်တော်ဘာလုပ်သည်ဘာကင်သည်ကို အမေတီတန်တည်းတည်တော်လဲမတိဟန်ဆောင်သည်ကများသည် ကျွန်တော်အเจ้าမတက်ပဲ တငယ်ချင်းတယောက်အခန်းသူသွားကဝိတုကပြားရဲ့ရည်သည့်ဆိုသည့်အကြောင်းညာအိခီထွက်တရာရှိသည်ဟုအကြောင်းပြကယိုရှိဝါယာစသည့်မိမိအနီးရက်ွက်ရှိညာငယ်မယ်များရင်တွင်၌အိဆက်သည့်အကြောင်းတို့ကို အမေတီကောင်းတိပါမည်သို့တော်မတိအောင်ဆောင်းနေပါသည်ဂျန်ဖန်ရာက၌အမေသည်ကျွန်တော်စပွဲအံမှာပစ္စည်းများကိုယူပါကျွန်တော်မြင်တာသည့်နေရာ၌ထားပြလေရှိသည် အမေဤတို့ပြုသော အပြုအမူများသည်ကျွန်တော်အကြောင်းကိုသူမြင်များသည့်ဒီကိုမတိတော့အောင်ဖြစ်စေသည် မိတို့ပင်ဖြစ်စေကျွန်တော်အကြောင်းကိုအမေတိမာတော့စိုးရိမ်မိသည်အမေကြီးအပြုတ်မှုသည်ကျွန်တော်ကိုစိတ်အနှောက်ယှက်ဖြစ်စေသည်မှန်တော်လဲကျွန်တော်စိတ်အနှောက်ယှက်ဖြစ်ကြောင်းအမေတိအောင်မနေရဲမထန်ရဲပါအဲ့ချေအောင်ဆောင်သူကိုမလို့ကျင်တော့ပါ တနေ့တွင်အမေတိကျွန်တော်အခန်းထဲ၌အသေးချာဝယ်ထားသော စာရဆောင်ကိုယူ၍မိကိုကန်းရှိလေဒီယိုပေါ်တွင်တင်ထားသည်ထိုစာသည် အမေမနစ်သက်သောကျွန်တော်မိတ်ဆွေထံမှစာဖြစ်သည် အမေမနစ်မတန်မှန်သိတဲ့ဖြစ်ထိုမိတ်ဆွေကို ကျွန်တော်ရှောင်ကြောင်းမိယာပြောပြပြီးသည် ဖြစ်သည်အမေဒီတကယ်တော့ကျွန်တော်ကိုယုံဖို့ကောင်းပါသည်အမေဤအပြုမူကို ကျွန်တော်ကန့်ကွက်ပြောဆိုလျင်အမေဒီထိုမိတ်ဆွေဤမကောင်းကြောင်းကိုတတို့ဘုပြောပြလိမ့်မည်ထို့ကြောင့်ကျွန်တော်သည်ဘာမှမပြောတော့ပဲအမေမျက်စိရှိမှပဲစာကိုကောက်ယူပြီးအိတ်ထဲထဲကကျွန်တော်ခန်းသို့ပြန်လာခဲ့သည်စိတ်ထဲမှာတော့မကြည်နဲ့နည်းနည်းကလေးမှမကြည်နဲ့ ကျွန်တော်ပစ္စည်းတစ်ခုကိုပေါင်ပြီးရန်သမျှငွေနဲ့တနေရာသွားမြည်ဟုဆုံးဖြတ်လိုက်သည်အမေနောင်ကျင်စေခြင်းသည် ပေါင်ဆိုင်တကားကိုဖွင့်လိုက်သည်နှင့်တပြိုင်တည်းဤအပေါင်ဆိုင်သည်အခြားသောအပေါင်ဆိုင်များနှင့်မတူတမှုထူးခြားသည်ဟုကျွန်တော်ခံစားသိလိုက်သည်ကီမိုနီအင်ကြီးဝတ်ထားသည့်မိမတူကကျွန်တော်အားစူးစမ်းကြည့်နေသည်အဖြစ်ကပလင်ဤအပေါင်ဆိုင်ဤထူးခြားချက်ပင်ဖြစ်ပါသည်ကြွပါရှင်ကြွပါသူသည် ကျွန်တော်ကိုပြုံးပြီးဖိတ်မှန်ကြကပြုသည်အခြေအသားမရှိသော သူမျက်နှာကလေးသည်ပြုံးလိုက်သောအခါဝင်းထိန်သွားပါသည်ဒီကိုကျွန်တော်ပထမဆုံးရဲ့အချိန်ရောက်ဘူးတာပါအတိတ်ပဲရေရာမရှိလာသောစကားစုကိုပြောချမိလျက်တာဖြစ်နေသည်ကျမရှင့်ကိုဒီနီးတာတော့ဝိုက်မှာမြင်ဘူးတလို့လို့ပဲသူပြုံးပြုံးလေးပြန်ပြောသည်ဒီနီးတော့ဝိုက်မှာနေတာဆိုတော့စိုးရင်စရာမလိုဘူးပေါ့ရှင်သူဆက်ပြောလိုက်သောစကားသည်ဘယ်လိုအတိတ်ပဲထွက်သည်ကိုကျွန်တော်မတွေးတတ်ပါသူသည်ကျွန်တော်ကိုအပေါင်ဆိုင်သို့တခါဆိုတခါမှမလာဘူးသည်တတိသားများထင်နေသလားမပြောတတ် သူထင်လျင်လဲမစိုးလာဟုကျွန်တော်တွေးမိသည်တကယ်တော့သူပြောသောစကားများသည်ရေရွကလေးပင်ဖြစ်သည် အနီနာတော်ဝိုက်ကညနေသည့်ဆိုတော့လူစိမ့်တယောက်လိုအပေါင်းဆိုင် အမတ်သားတွေရေးမဆရာမလို့တော့ကြောင့်ရွေပြောခြင်းသာဖြစ်သည်မိတို့ပင်ဖြစ်စေကမူကျွန်တော်သည်ပေါင်းဆိုင်တမျှဟုမထင်သည့်အတွက်ကျွန်တော်ကြည်နက်မိသည် အပေါင်းပစ္စည်းဖြစ်သောဆောင်းဝေကိုအင်ကြီးရှိကြီးကိုတီရှိမောက်သို့ခြားလိုက်တော့မှကျွန်တော်အချက်ကြီးရှက်ရသည် အမေကိုတော့ပွားရေဆောက်ဝေကိုအင်ကြီးကြီးကိုပေါင်ဆိုင်ပို့ဖို့သာ စိတ်စောနေသည်နေ့လေကြောင်တောင်တောင်ကြီး၌ဤမြပွာရောင်သောအထုပ်ပိုးကြီးကိုတဲကအပေါင်ဆိုင်ကဲ့သို့ဝေမိသည့်အဖြစ်ကိုမတွေးမိသူသည်အင်းကြီးထုပ်ကိုပေါင်ပေါ်တင်၍ဖြေလိုက်သည်ဆောက်ဝတ်ကိုအင်းကြီးကြီးပါလားအသားကလည်းကောင်းတယ်သူဒီအင်ကြီးသားကိုလက်ကလေးနဲ့ညင်ညင်သာသာပို့တတ်ရင်သူကသူပြောနေတယ်လို့ပြောသည်အမဘယ်လောက်ပေးနိုင်တယ်လဲပထမတော့ကသူ့အမူအရာဒီအပေါင်းပစ္စည်းများကိုတံမိုးဖြတ်ခါငွေပေးတော့မိအပေါင်းဆိုင်ရှင်လို့လို့အမူအရာမျိုးဖြစ်သည်ယခုတော့အဖေကြီးကိုမေးရအောင်မယ်တဲ့ ျွန်တော်ကိုတပတ်ရိုက်တော့မလို့ခံစားမိသည်ထို့သောထိုခံစားချက်သည်ချက်ချင်းပပျောက်သွားသည်ကျွန်တော်ယင်ထဲ၌ဖေကြီးဟုသောဟောအားရပြုံဆောင်းလိုက်သောကြောင့်ကြောက်ွယ်သားဟန်တူပါသည်အဖေကြီးကိုခေါ်ရန်ထင်မှသူ့အိမ်ငန်းထဲဝင်သွားသည်သူ့အထလိုက်တွင်ဖြူဖွေးသောခြေကလေးသည်တောင်တင်းပြေဖြူသောသူ့ခြေသလုံးသားနှင့်ချက်ချက်ရဲ့ဖြစ်နေသည်ကိုကျွန်တော်သတိမှုမိသည်သူဝှထားသောကီမိုနီအစင်မှာ သူ့အရွယ်နှင့်စာလျင်ဦးစားသောအစင်ကိုတွေးမိသည် ကျွန်တော်အမေအရွယ်များဝိလိဝိထရှိသောအစင်မျိုးအသွင်မျိုးဖြစ်သည်တခုတည်ကြသည်မှာတော့အလုံးအိုးစားနေသောအယောင်အသွေးအကွက်အစင်ကိုတမင်တကာရွေးချယ်ဝစ်စင်ထားပြီးဆိုကြတဲ့ကသူပြောပြသော ဖေကြီးသည်တကယ်အဖေကြီးမဟုတ်တန်ရာဟုသောအချက်ပင်ဖြစ်သည်ဖေကြီးဆိုသူထွက်လာသည် မြင်မြင်ချင်းဖေကြီး၏ထူးခြားချက်ကိုသတိပြုမိသည်ထို့ထူးသားချက်ကအခြားမဟုတ် ဖေကြီးဆိုသူကလူသားကြီးတဦးဖြစ်သည် သူဒီသူ့အဖေကြီးကိုအခုံးပြင်မမိကြီးအဖေကြီးဒီကျွန်တော်ရှိ၌ထိုင်ရလိုက်သည်နွားကြီးတကောင်လားဝန်းဝင်ကြီးတကောင်လားအတွေ့နဲ့ရောက်အောင်ကိုလုံးကိုထဲကဖွင့်ပြိုးသည် အသက်50လောက်ရှိမည်ထင်သည် သူထက်အသက်မကြီးဘူးဆို အနည်းဆုံးအနည်း20လောက်ကြီးမည်အင်းကြီးကတော့အကောင်စားပဲလူသားကြီးကပြောသည်ကဲရန်50ပေးမယ်ဆိုခမရကျင်နေတယ်နော်စီကြီးဖြစ်နေရပစ္စည်းမှန်တယ်မြဈေးတက်နေတယ် ဤကိုအင်ကြီးကိုဤမြဇေယျမြည်ဟုကျွန်တော်မတွက်ဆခဲ့ကောင်းလို့သာဇေဤဇေပေးသည်ထင်သည်ရှင်းနေပါတယ်လူသွားကြီးသည်အင်ကြီးကို ကြီးမားကြဲပြန်သော ပေါံပေါ်ကိုတင်၍လေးကောင်းညီညီညာညာခောက်လိုက်သည်ထို့နောက်ရုတ်တရက်ခေါင်းကိုမော့ကအင်ကြီးကော်လန်နီယာတို့လက်ထောက်ပြီးဟာ ကော်လန်နီယာကလည်းစုပ်လဲစုပ်ရီလဲရီနေပါလားနင်းနေတောင်ရီတာမဟုတ်ပါလားဟုဆိုသည်ဒီအင်ကြီးကော်လာစုပ်နေသည်ကိုကျွန်တော်သိပြီဖြစ်ပါသည်90မပေးနိုင်တော့ဘူးအစိတ်ပဲပေးမယ် အစိတ်ဆိုလဲဈေးမဆိုးလောက်သို့တော့90ရမီဆိုပြီးကျွန်တော်ရှင်းတဲ့နေစဉ်ဈေးလျှော့ခံလိုက်ရတဲ့ဖြစ်အောင်းသွားသည်အဖေကြီးနားတွင်ကြုံကြုံထိုင်နေတော်သူသည်ရဟန်းစိတ်ကိုရေတွင်ရင်ကျွန်တော်ကို ပြုံပြုံကလေးကြည့်နေသည်ကျွန်တော်ကမှစိတ်ပြက်ပြက်နဲ့သူ့အပြုံးကိုလက်ခံပြီးမရှိသွားပြပြုံးပြခဲ့သေးသည်ဆောင်းဝင်းအင်ကြီးပေါင်ရသောငွေကိုကျွန်တော်ဘယ်လိုသုံးလိုက်မိတယ်မမှတ်မိတော့ကျွန်တော်မှတ်မိတာကတော့ຫນွေရောက်လာသည်ຫນွေကုန်သွားသည်ဆောင်းပေါက်ရာသည်ရောက်လာသည် နောက်ဆောင်းဝင်လာသည်ဒါပဲမမိသည်ဆောင်းဝင်လာတော့လေကိုဦးညီကိုအပေါင်ဆိုင်မှပြန်ရိုးစိတ်ကူးမထားစိတ်မကူးယုံသာမကအခြားပေါင်ဆိုင်များ၌ပေါင်ထားသောပစ္စည်းများကိုရွေးယူပါဤအပေါင်ဆိုင်၌ထက်၍ပေါင်လိုက်သေးသည်ထို့ပြင်အပေါင်ဆိုင်တို့ကိုလည်းမှန်မှန်ပေးနိုင်အောင်ကြိုးစားသည်ကျွန်တော်အပေါင်ဆိုင်တို့ရောက်သည့်အခါတိုင်းသူသည်ကျွန်တော်ကိုပြုံးပြုံးရှိရှိစကားပြောသည်သူတို့အပေါင်းဆိုင်သည်အမြဲတမ်းလိုလိုတိတ်ဆိတ်နေပြီးအေးဆက်ဆက်မုံကုတ်ကုတ်နိုင်လာသည်ဂူပထိုးတဲ့ဝင်ရတဲ့ကဲ့သို့ ခံစားရတယ်လို့ခံစားရသည် သူပြုံးလိုက်သောအခါအိနီယာကလေးသည်နှွေးထွေးသွားသည်တောက်ပဝင်းထိန်သွားသည်ဟုကျွန်တော်ထင်ပါသည်သူအပြုံးကိုမြင်ရတိုင်းသူ၏အပြုံးနောက်၌အင်မတန်ခနာကိုကြီးမားသော အဖေကြီးဆိုသူကိုပါမြင်အောင်သဖြင့်ကျွန်တော်အမြဲလိုလိုတရီသားဆက်ဆံသည်အများကတော့ကျွန်တော်ကို သူ့ကိုချစ်နေပြီဟုထင်ကောင်းထင်မိတကယ်တော့မဟုတ်ပါအချစ်ဆိုတာကျွန်တော်ကောင်းကောင်းသိသူမဟုတ်ပါကျွန်တော်ဒီဆိုင်ကိုအသုံးပြုနေသည်ဟုပြောလျင် ပုံမှန်နိုင်ပါသည်တခုတော့ရှိသည်ငွေချေးတဲ့သူတယောက်သည်မိရှင်ကိုယုံကြည်ကိုးစားမှုကိုရယူနိုင်အောင်ကြိုးပမ်းရမည်မိရှင်သဘောကျအောင်နေထိုင်ได้ရမည်ဒီယူဆရှိ၍ဒီယူဆတိုင်းကျင့်ကြံနေထိုင်သောကျွန်တော်ကိုလူတွေကတမျိုးထင်လေမလားမပြောတဲ့တခါတည်းရန်ဒီအပေါင်းဆိုင်တို့ခဏခဏရောက်တဲ့တော့ကျွန်တော်အဖြစ်ကိုကျွန်တော်ကိုယ်တိုင်ပင်အာအသိနေမိသည်။နေရာဒီကျောင်းပည့်ရဲ့ကုံဆုံးကဏ္ဍဤတနေ့တွင် ျွန်တော်စီကျောင်းသားဝိဆုံကိုပြန်ရွေးရန်အပေါင်ဆိုင်သို့ရောက်ခဲ့သည်သူ၏မျက်နှာသည် ဖြူပွက်ပြီရောဖြစ်နေလျက်ကျွန်တော်အားမေးခွန်းထုတ်သည်ရှင့်မှာရည်စားတနာရှိသလားဘာကြောင့်မေးတာလဲရည်စားတနာမရှိဘဲနဲ့ရှင့်မှာငွေဒီလောက်ကုန်စရာအကြောင်းမရှိဘူးကျွန်တော်ဘာဖြေရမှမသိပါသူကဆက်ရည်ပြောပြန်သည်အဖေအမေကြွေးသောထမင်းအိုးကိုစားရဲအိမ်မကျောင်းသို့သွားသောကျောင်းသားတယောက်အဖို့ရည်စားအတွက်ပိုးကြီးပန်းကြီးမပေးရပဲ ေါင်ဆိုင်တို့ဝင်ယူချက်ရှိလုံနိုင်စရာအကြောင်းမမြင်ကြောင်းပြောသည်ခရကကျွန်တော်မှရည်စားတနာဟူ၍တကောင်တမိများမရှိထို့ကြောင့်ကျွန်တော်ကကျွန်တော်မှရည်စားမရှိကြောင်းခတိတင်းညူးဆိုလိုက်သည်ဒါဖြစ်မိမလိုက်နေသလားအင်းဒါတော့မငင်းလို့ပါရှင်မိပါတွေပြင်တော့ကရောက်မယ်ဆိုမတွေးမိဘူးလားကျွန်တော်အပေါ်စီစီမုံမုံနိုင်လာတော့အပြောကြောင့်ကျွန်တော်ဒီသူ့အာကိုနေ့မဆိုင်ဒီကိုဝင်မစစ်ဖားပါနဲ့ဟုပြန်ရေးနှုတ်လန့်ထိုးရန်စိတ်ကူးမိသည် ်သို့တော်သူ့ဖြူရော်ရော်မျက်နှာလေးတွင်ချွေသီးကလေးများစွန့်နေသည်ကိုမြင်သောအခါကျွန်တော်နှုတ်ဆွတ်နေမိသည်သူ့မျက်နှာတွင်ချွေသီးချေပေါက်ကလေးများစွန့်နေသည့်အတွက် သူရုပ်ဆိုးသွားရှာသည်လယ်ဘင်းမှကော်လာအဖြူကလေး၌ပင်ချွေးနှံကလေးများဆွဲနေသည်လားမပြောတတ်သို့တော်သူသည်ကျွန်တော်အနည်းတို့တဖြည်းဖြည်းချီကက်တဲ့ချီကက်လာသောအခါချွေးနှံများမနှံပဲသူ့ကိုယ်နဲ့လေးသာ သူ့စီမှပြန်ထွက်လာသည် ကျောင်းလူဖွင့်ရတင်နန်းတစ်တွေစသည်ကျွန်တော်ဘဝကဘာမှအပြောင်းလဲမရှိကျွန်တော်ဒီဖဲဝိုင်းတကာ၌ကျက်စားမြဲကျက်စားလျက်ကျွန်တော်ဘဝ၌ရေစုံမျိုးတွေကိုကျွန်တော်ကြည်ကောင်းကောင်းနဲ့ကြည်နေမိသည်အမေဒီကျွန်တော်အပေါင်းအသင်းတွေကြောင့်စိတ်ပူပန်းတော့လေတကယ်တမ်းမှမူအပေါင်းအသင်းများကမူကျွန်တော်ကိုဆွန့်ခွာသွားကြပြီကျွန်တော်ဒီအပေါင်းအသင်းသမားများလို့တုံတိုက်တိုက်ကြားကြိုက်ကြိုက်သမားမဟုတ်ညင်သာသောရေစုံကိုဘဝမှာတည်းဤမျောနေသည်သာကြိုက်သည် ကျွန်တော်ဆွေမျိုးတွေတွင်သွေးဝေးနေသောအမျိုးတဝူးရှိသည် သူသည်အလုပ်လည်းမလုပ်အိုးအိမ်လည်းမထူလုံးချင်းနေသည်သူ့၌ရှိသောပတ်စံကလေးကုံသွားသောအခါမตาချရာတွင်မိဘုံထမ်းရသောအလုပ်ကိုဝင်လို့ရင်းတည်ဆုံးသွားသည်မင်းကဒါမျိုးဖြစ်ချင်နေတာပေါ့လေဤမချက်သည်ကျွန်တော်ကိုမြင်တိုင်းချလိရှိသော အမေမချက်ဖြစ်သည်တကယ်တော့အမေကကျွန်တော်ကိုဒီလိုဘဝမျိုးဖြစ်အောင်လုပ်နေတာကျွန်တော်အလုပ်လုပ်မှာကိုအမေကမကြိုက်ကျွန်တော်ဘယ်ဘက်မှာမှ အပြစ်မရှိသည်ကိုသာအမေကလူလားသည်ကျွန်တော်ဒီပြစ်ဒဏ်ရရောက်ွက်တို့မတော်တော့ဒီရက်ွက်ကိုတွားလျင်မြို့ကိုတဏ္ဍာရီတရားဖျက်ရမည်အင်အားကုန်ခန့်မောပန်လျက်ပြန်လာရအောင်မည်ထို့ကြောင့်ကျွန်တော်ဒီအားနေအပေါင်းဆိုင်တို့တွားကစကားလက်ဆုံးဝင်နေမိသည်အပေါင်းဆိုင်ရှင်မင်းရကပထမဦးစားကမူကျွန်တော်၌ရည်ရတဏ္ဍန်ရှိရသောငွေကုန်ကြများသည်ဟုမှတ်ယူခဲ့ကြသည်ယခုမူသူကကျွန်တော်တွင် ကာလာသာယောဂရှိနေပြီဟုမှတ်ယူနေကြောင်းပြောပြပြန်သည် ူဒီကာလာဒါယောဂအကြောင်းကျွန်တော်လူလူပြိုလူတယောက်နဲ့ပြောရဒီမှာနည်းနည်းကလေးများဖြင့်တွန်းဆုပ်ခြင်းမရှိပဲရဲတင့်သည်သူ့နိုင်လေကာလာဒါယောဂရာဟုကြောင်းကွယ်ဝဲမရှိပြောပြသေးသည်ဒါကြောင့်ကျွန်မကလေးမရနိုင်တာပေါ့ရှင် ပြောတာပြောရပါတယ်လေကျွန်မကိုယ်တိုင်လေကလေးလူချင်းလာတာမှမဟုတ်ဘူးသူ့ဖွင့်ရဝင်ခဲ့ချက်ကြောင့်အပေါင်းဆိုင်ရှင်နဲ့မရခင်က သူဘာလို့တွေလုခဲ့ဒီကိုသိကျင်မိသည်သို့တော့ကျွန်တော်မေးရသည်မှာနှုတ်လေးနေမိသည် ကျွန်တော်ဒီသူ့အကြောင်းကိုလည်းမသိအဖေကြီးလို့ခေါ်ဆိုတော့လူထွားကြီးအကြောင်းကိုလည်းမသိလူထွားကြီးသည်ဆိုင်မျိုးစုံပိုင်ဟန်ရှိသည်ဘဲကြောင့်ဆိုတော့ဆိုင်တွေကိုလက်လက်စစ်စေးတော့ကြောင့်သာဒီအပေါင်းဆိုင်တွေသူ့ကိုဆယ်ကတခါလောက်သာတွေ့ရသည်ဒါကလည်းအတိအကျမဟုတ်ကျွန်တော်အထင်သာဖြစ်သည်တခါတော့အပေါင်းဆိုင်ရှိမင်းရသည်ကျွန်တော်ကိုရုပ်ရှင်လက်မှတ်ထုတ်ပေးရင်ပြောသည်မိတ်ဆွေတယောက်ကလည်းပေးထားတာဒါပေမဲ့ရှင်တိတဲ့အတိုင်း ဆိုင်တစ်ဖက်နဲ့ဆိုတော့ဘယ်ရုပ်ရှင်ကြည်ကန်ရှိတော့မလဲသူပြောတာကလည်းတကယ်အခြေအနေမှဖြစ်သည်သို့တော့သူ့ကိုအားပေးသည့်အနေဖြင့်ကျွန်တော်ကရုပ်ရှင်သွားကြည့်ရန်တိုက်တွန်းလိုက်သည်ဆိုင်အတွက်ကိုတော့မပူပါနဲ့တရရောက်နဲ့ခဏဆောင်ခိုင်းရင်ရနိုင်သားပဲရှင်ဆိုလိုတာကဆိုင်ဆောင်ဖို့လူတယောက်ရှာနောက်ပြီးကျမတယောက်ထဲရုပ်ရှင်သွားဟုတ်လားရှင်ဟောကျမနဲ့အတူတူရုပ်ရှင်မလိုက်နိုင်ဘူးလားခမည်းလိုက်ဆိုလဲလိုက်ဖို့အသင့်ပါပဲထို့အခါသူကဟာဟပပရေမောပြီး ခေါင်းလေးကိုခါသည်ကျွန်တော်သိသည်သူသည်လူထွားကြီးအပေါ်၌တစ္ဆာဆောင်သည့်လျက်ရှိသည်သူတစ္ဆာကိုသိရသောအခါကျွန်တော်ကျင်းနေမိသည်ထို့သောကျွန်တော်နှင့်အတူအတူရှင်တွဲ၍ရုပ်ရှင်မကြည့်ရမှာကိုမူကျွန်တော်မကြည့်နဲ့လားဤကဘာမည်သည့်အတော်အတန်တပုတ်ဆန်သောနေရာဖြစ်သည်တနေ့ရုပ်ရှင်ပြီးချိန်တွင်တီဝိုင်းကဖဆစ်သချင်းဒီမုတ်သည်ဖဆစ်သချင်းကိုဘာတို့ဂလီယိုလက်ထက်ကလေးကပိတ်ပင်ထားခဲ့ရာယနေ့အထိဖြစ်သည် ကျွန်တော်ဒီရုပ်ရှင်ရုံမှာထွက်ရေးလမ်းပေါ်သို့ရောက်တော့အခါတရင်စာလက်ပွေရောင်းသူများကအီတလီနိုင်ငံတွင်မူဆိုလီနီအာဏာပြန်ရပြီဟုအတန်ကုန်ဟစ်လျက်လောင်းချနေသည်ကိုတန်အော်တော်တွေ့ရသည်ထိုအတန်ကြောင့်ကျွန်တော်မြင်ရသောအရာဝတ္ထုများသည်ရုပ်တရက်ပုံမွားမှုဝေသွားကညီငွေးမှပျောက်ကွယ်သွားသည်လားဟုထင်မိသည်ကျွန်တော်နိုင်ငံတွင်မူတောင်းသားအများပြသည်စစ်ဝင်ထမ်းရန်စင့်ခေါ်လျက်ရှိသည် ကျွန်တော်သိရသလောက်ဆိုလျင်အငယ်တန်းစား စစ်ဘုကလေးများအကြဆုံများလာသည်ဖြင့်သူတို့နေရာတွင်ចောင်းသားများကအစားထိုးနေရယူခြင်းဖြစ်သည်ထို့အတွက်ကျွန်တော်သည် အပေါင်းဆိုင်တွင် အလုပ်ရသည်ကျွန်တော်၏အလုပ်မှာစစ်ထဲသို့စင့်ကြခြင်းခံရသောចောင်းသားများပေါင်နှံသောစာအုပ်စာရများကိုစနစ်တကျသိမ်းဆည်းရန်ဖြစ်သည်ကျွန်တော်ကသူ့ကိုစာအုပ်တွေအကြောင်းကျွန်တော်ကောင်းကောင်းမသိပါဘူးပြောသောအခါသူကအဖေကြီးတတ်တော်ပိုသိပါတယ်လေဟုဆိုလေသည်ထိုအချက်ကို ျွန်တော်မငင်းနိုင်တော့ကြောင့်အလုတ်ကိုလက်ခံလိုက်ရလေသည်တို့ဖြစ် ကျွန်တော်သည်အပေါင်းဆိုင်ပစ္စည်းများထားရာစလိုဂန်နဲ့တို့ပထမအဆုံးအကျင့်ရောက်ဖူးတော့သည်စလိုဂန်နဲ့၌တန်ဆန်စကားခက်စိတ်စိတ်ကာထားသည်ကြွက်ရံမှဝေးရံဖြစ်သည်ကျွန်တော်ကတော့အကျင့်စကံတစ်ခုနှင့်တူသည်လိုပဲအောင်မေ့မိသည်ကျွန်တော်လိုရသည့်အလုတ်ကခက်လာသည်မဟုတ်ပါပေါင်နှံထားသောစာအုပ်များကိုစနစ်တကျရှိမရှိစစ်ဆေးပြီးစနစ်တကျမရှိပါက စနစ်တကျရှိအောင်ပြန်စီရတော့အလုပ်ပင်ဖြစ်သည် ။များသောအားဖြင့်စာအုပ်များသည်အသည့်ဆက်ဆက်နီးပါးများဖြစ်၍ပြန်စီစရာပင်မလိုပါ။စာအုပ်များသည် စာပေနှင့်ဆိုင်သောစာအုပ်များဖြစ်သည်။မဟာဒတနပညာရှင်များ၏စာပေါင်းစု စားသည့်စာပေါင်းစုများကို စုဆောင်းသည့်ပုဂ္ဂိုလ်များအားလေးစားမိပါသည်။သူသည်ဤစာပေါင်းစုများကို စုပြီးအပေါင်ဆိုင်၌ပေါင်ကစစ်ထက်တိုက်ရလိမ့်မည်ဟု တွေးခဲ့မိလေပါစ။သူစာပေါင်းစုတွေကို ကျွန်တော်လူလူတယောက်ကတီယိုတေတလီတသား စနစ်တကျထိန်းသိမ်းထားသည်ကိုလည်းသူတီးခွင့်မရမီစစ်ပွဲတွင်ကြာရှုံးသွားနိုင်သည်ကိုလည်းတွေးမိသည်စာပေါင်းစုချင်သည်စာအုပ်အနေငယ်ကိုစပေါင်ပြီးနောက်အတိုးပေးရန်အတွက်နောက်ထပ်စာအုပ်ကိုပေါင်ကရခင်ပေါင်ခဲ့သောစာအုပ်နှင့်အတိုးပေးရန်အတွက်နောက်ထပ်ပါသောစာအုပ်တို့သူစုဆောင်ခဲ့သောစာအုပ်ပေါင်းစုသည်အပေါင်းတန်နေရ၌ဝဲလေနေသည်ဟုကျွန်တော်တွေးမိသည်အသေးချာပြောရသည်ကိုချင်းစာမိသည်ဘယ်နဲ့လဲအလုတ်လုတ်ရတာအတော်ပင်ပန်းနေပြီလား သူသည်အပေါင်းပစ္စည်းများထားသော စရုကန်းတို့ဝင်လာကအတွေးကျနေသော ကျွန်ုပ်ကိုလမ်းပြောလိုက်သည်သူသည်ကျွန်တော်နှင့်မျက်နှာချင်းဆိုင်တွင်နယ်တွင်ကတ်ဆောက်ထားသောစင်မြင့်ကိုလှေကားထောင်လိုက်သည်တထစ်ချင်းတထစ်ချင်းလင်းငါးတိလောက်တက်သွားသည်ထို့နောက်မနီလာဆိုင်ကြီးကိုဆွဲထုတ်ယူပါဆင်းလာသည် သူကတကယ့်ကို expert တယောက်လိုကျွမ်းကျင်လာသည်တတိထားဆင်းတော့အဝိနဲ့ပေလုံးနဲ့ထောင်းကလေးထွက်လာရသူကျွန်တော်မော့ကြည့်လိုက်သည်အမတ်မတင်ပြောလိုက်မိကျွန်တော်မျက်လုံးသည် အောက်ခံကီမိုနီအောင်၌ခြေအဖြူကလေးဆွတ်ထားသောခြေတော်ကလေးစီတို့ရောက်သွားသည်။အိုးအိုးအဲ့ဒီလိုမကြည့်နဲ့လေ။သူ၏အတန်မှာကျောင်းသူကလေးတယောက်ထိတ်ထိတ်ပြပြဖြစ်သောထွက်လာသောအတန်မျိုးဖြစ်သည်။သူသည်ရှက်ကူးရှက်ကန်အမူအရာနှင့်လေကားမှဆင်းလာသည်။လေကားအောက်သို့ရောက်သောအခါသူဒီမျက်ဆောင်ကလေးတစ်စောင်းကိုကျွန်တော်ဘက်သို့လင်မြန်စွာပြထိုးလိုက်ပြီးတော်ဆိုးတဲ့လူဟုဆိုပါအပြင်သို့ထွက်သွားသည်အတော်ဆိုးတဲ့လူဆိုသောတန်စင်ကလေးသည်ကျွန်တော်စိတ်ထဲတွင် ပေါ်ပါလက်ဆက်သွားသည်အတော်ဆိုးတဲ့လူဟုအခေါ်ခံရသောနေ့ညနေခင်း၌ပင်သူကသူနှင့်အတူညသာစားဖို့ပြောသည်သူဖိတ်ကြားချက်ကိုကျွန်တော်ညင်းပဲ့သည် သူနှင့်အတူညသာမစားလို့တဲ့ဖြင့်ညင်းပဲ့သည်တော့မဟုတ်သူအပေါင်ဆိုင်၌ကျွန်တော်ကအပေါင်စာအုပ်တွေကိုစနစ်တကျစီပေးသည့်အတွက် ထမင်းဖိတ်ခေါ်တာမျိုးကျွန်တော်မလိုလားပြီရှင်မလာရင်တော့ကျွန်မစိတ်မကောင်းဖြစ်မိမှာပဲသူဒီကျွန်တော်ကိုမောကြည့်လိုက်တော့အခါတကယ်ပင်စိတ်မကောင်းဖြစ်ရန်တွေးရပါ ျွန်တော်ခင်ဗျားတို့စီမှာအလုတ်လုပ်နေတာ၊ကုညီတာတက်တက်ပါပဲဗျာ။ဒီအတွက်ထမင်းကျွေးစရာမလိုပါဘူး။ကုညီတာတက်တက်ဆိုတာယုံပါတယ်။ဒါပေမဲ့ထမင်းကိုတော့ဆက်ဆက်လာစားပါနော်။သူစကားပြောရင် မျက်မှောင်ကလေးကုတ်ကုတ်လာသည်။သူစကားပြောသည်သာတကယ်တော့သူ့အတန်မှာစကားပြောတန်ထက်အတနာခံတန်ကပိုနေသည်။သူ့ယောက်ျားကိုလူထွားကြီးကကျွန်တော်အလုတ်အတွက်ညသာထမင်းဖိတ်ကြီးခိုင်းနေသလားမပြောတဲ့။အဟုတ်ပြောတာရှင်းမလာရင် ကျမစိတ်မကောင်းဖြစ်လို့ဆုံးမမဟုတ်တော့ဘူး။ ဆက်ဆက်လာပါလာမယ်မဟုတ်လားတူတူညင်ညင်သူ့အတန်ကလေးထွက်လာသည့်တိုင်ကျွန်တော်အဖြေမပေးပဲငေးကြည့်နေမိသည်ကျွန်တော်ရှေ့တွင်ခေါင်းလေးငုံငုံကရက်နေသည့်သူ့အားတအားပွေဖိုက်ပြစ်လိုက်ခြင်းသည်စိတ်သည်ကျွန်တော်ထံရုတ်တရက်ပေါက်ချလာသည်ကျွန်တော်ပွေဖက်လိုက်လျင်သူစိတ်ဆိုးမှလာကျွန်တော်ဒီစိတ်ကိုထိန်းချုပ်လိုက်သည်သူ့အပေါင်းဆိုင်ရှင်မရမဖြစ်မီကအသက်မွေးရတော့အလုပ်ကိုကျွန်တော်မှန်းဆကြည့်တော့အခါဒီလိုမိမမျိုးသည် အတွေ့အကြုံအာရုံနောက်သို့ကော့ကော့ပတ်အောင်လိုက်တဲ့သူမျိုးမဟုတ်ကြောင်းသဘောပေါက်မိသည်သူတို့အတံမွေးပြူသော လုပ်ငန်းကပေးသောအကျင့်အတွေ့အထိအာရုံကိုထိရှုံနိုင်စွာပေးတတ်သည်သို့တော်သို့တော်ဖတ်လိုက်လျင်တကယ်ဆုပ်ဆိုးမှလားကျွန်တော်ဒီဟကျွန်တော်တကောလုံးရှိအကျော်ချင်တို့သည်တောင့်တင်းစေသည်ကျွန်တော်သူစိတ်ဆိုးမှကိုဆွေရည်မိလေသလားဒါမှမဟုတ်ကျွန်တော်ကိုယ်တိုင်ကြောက်နေသလားကျွန်တော်ဒီကိုကိုကိုအနေငယ်ရှိသူကိုကိုင်းလိုက်ပြီးသူ့ပခုံးလေးနှစ်ဖက်ပေါ်သို့ လက်နှစ်ဖက်တင်မိလိုက်သည်သူပခုံးသားမူးမူလေးသည်ကျွန်တော်ထင်ထားတာတဲ့ပူနုညံ့နေသည်သို့တော့သူ့တကူလုံးသည်ကျွန်တော်လက်တင်သည်နှင့်တပြိုင်တည်းရုပ်ချီးတောင်းသွားသည်ကိုလည်းတွေ့ထိသိလဲရသည်သူသည်ကျွန်တော်ယင်ဘက်ကျဲကြီးကိုသူ့မျက်နှာကလေးဝန်းအပ်လိုက်သည်သူ့စပင်မှပြန်မွေးလာသောအနံ့ပူနွေးသောသူ့ခန္ဓာကိုယ်မှာအနံ့တို့သည်ကျွန်တော်တကူလုံးကိုဝေးပတ်လန်းခြုံသွားတော့သည်ထိုနေ့ကကျွန်တော်အိမ်ပြန်တော်မူချုပ်သည်ကျွန်တော်ခေါင်းတွေထူးပူနေသည်အာခေါင်တွေချော့ရေငက်နေသည် င်းတစ်ချိန်လုံးပဲသွားနေတာလေအမေးမျက်လုံးများသည်ဓာဥပမာခြုံထက်နေကျွန်တော်ကိုထိုးဖောက်တော့သည်ဘာမှထူးခြားမည်မဟုတ်တော့မေကွန်းကိုအားကြောင့်လေကွန်းခန့်ရဲ့မင်းနေတည်းကျွန်တော်ဒီအမေးမေကွန်းကိုလိလူရှူပါအခန်းတွင်းတို့ဝင်ပြီးအပြုအမေးကခဏနေဦးဟောရမင်းအတွက်ဒီကနေ့ရောက်လာတယ်ဟုပြောကာစားရဆောင်ကမ်းပြီသည်ထိုးစားကကျွန်တော်ကိုစစ်တကစင့်ခေါ်တော့မိန်းသာဖြစ်သည်ထိုမိန်းရကျွန်တော်ဒီဒီဇင်ဘာ2ရက်တွင် တက္ကစပြီးတရင်တို့သတင်းပို့အောင်ဖြစ်သည်ဒီဇင်ဘာ12ရက်နေ့ဆိုတော့တပတ်လောက်လိုသေးသည်တပတ်တွင်9ရက်ရှိသည်ဆိုသည့်တိုင်ထိုတပတ်အတွင်းဘာအလုံးမှမမရဲရမပြီးပေကျွန်တော်ဆွေပြူသားချင်းများမိတ်ဆွေများကစစ်ထွက်ရတော့မည်ကိုလာရောက်သတင်းမိကြသည်ကိုအဲ့ခဲရင်နဲ့ပဲရက်တီကုံသွားသည်မနှက်ဖြန်သွားရတော့မည်အမေသည်အိုင်ကုန်ခမ်းမောပန်းနေတော့မိတ်ဆွေများတားချင်းများထမင်းစားနေသူကိုအမေထိုင်ကြည့်ုံများတာတတ်နိုင်သည ကျွန်တော်ဒီတိန်လုံးကိုရိုးရိုးတဲတဲဖြစ်ဒီမှာအပထမြောက်ချင်လာပြီဖြစ်ဒီဧည့်သည်များထမင်းစားပြီးတော့အခါအနှဲငယ်ညိမ့်သက်တာတော့အခါဒီကြကစားအချိန်လိုညိမ့်သက်ခြင်းမျိုးဖြစ်ဒီထိုခိုက်မှပင်အိမ်တကားခောက်တန်တူတူကလေးကပေါ်လာသည်ဘာရဲ့မဟုတ်ကျွန်တော်ဒီတကားကိုတွားခွင့်ပေးမိသည်အိမ်တကားဝ၌ထုံးညိထားသောမီဝင်းအောင်တွင် သူ့ကိုတွေ့လျက်တော့အခါရုတ်တရက်မှင်သက်သွားသည် သူ့ကိုအင်းကြီးမှအမျိုးသမီးတစ်စိတ်ကိုမြင်လိုက်တော့အခါ ျွန်တော်အလိုလိုငိုချင်လာမိတယ်။ရှင်ကျမကိုများမိနေတလားလို့ကျွန်တော်ဘာပြောမှမသိ။သူ့ကိုကျွန်တော်မမေ့ပါ။သို့တော်သူ့အကြောင်းကိုလည်းကျွန်တော်မတွေးမိရောအမှန်ပါ။သူ့အမေကြောင့်ကျွန်တော်ရင်ထဲဘာကြောင့်ရှက်ကြောက်စိတ်တွေဝင်လာသည်ကိုလည်းကျွန်တော်မပြောနိုင်ပါ။ဒီမှာရှင်အေးမိမှာကျွန်မစိုးရင်တာနဲ့ဒါကိုပြန်ယူလာတယ်။လက်ခံပါနော်။ကျွန်မရဲ့ခွဲခါနိုင်သည့်လက်ဆောင်အဖြစ်လက်ခံပါ။သူဒီပြုံးပြုံးကလေးနဲ့ပြောပါ။ ကျွန်တော်နဲ့သူအကြပေါင်းကူးခဲ့သောဆောင်းတွင်ဝိကိုအင်းကြီးကိုပြန်ပေးသည် ထို့နောက်ပြုံပြုံကလေးပင်အမောင်တွဲသူတိုးဝင်ပြောက်ခဲ့သွားသည်ကျွန်တော်သည်ငေးမော့ကြံ့ရင်ခဲ့သည်ကျွန်တော်၏လက်ကမှအမှတ်မတင်ဆုပ်ပြဲနေသောကော်ရန်နီယာကိုပုတ်တက်နေမိသည်ဝိထုကလေးကတော့ဒီမှာပဲပြီးသွားပါပြီခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ